ကဲ3000ဝင်းကျင်နဲ့ကျွန်တော်တို့အခုမြင်ရတဲ့အနောက်ကအိမ်အစ်စ်လုံးဝတန့်နေအိမ်တလုံးကိုဒီနေ့ကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်အခုဒီအိမ်ရဲ့လမ်းတွေကလည်းလုံးဝစိမ့်ဆိုပြီးတော့တိတ်ဆိတ်နေတဲ့မြောက်တကုံ45ရပ်ကွက်မှာဖြစ်ပါတယ်အဲကျွန်တော်တို့တကားတွေကလည်းကျွန်တော်တို့ဒါလိပ်ပြခောက်ခောက်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့လုံးဝကားနှစ်စီးရမယ်အပြင်မှာတစ်စီးဆိုရင်၃စီးပေါ့နော်အဲ့ဒီပြင်ကျွန်တော်ဒီအိမ်ကတော့ ground tank overhead tank ကုန်ပါပြီးတာ ဒါ modern design ပေါ့နော်ဘီကတ်ရဲ့အိမ်လည်းရောင်းမှဖြစ်ပါတယ်ဒီမှာဆိုရင်ခု solar kit စားတာတော့ကျွန်တော်တို့အားသွင်းလို့ရအောင်အိမ်တစ်ခုလုံးကတော့ဒါကျွန်တော်တို့ plain level အများကြီးမြင့်ထားပြီးတော့ဒါ air gun ပေါ့နော် air gun ကလုံးဝတော်တော်လေးကိုလင်းတာဝင်လိုက်တာနဲ့ကျွန်တော်တို့တော်တော်လေးနေခြင်းစပွဲစိတ်ကလည်းလုံးဝတန့်တယ်ဒီအိမ်ကတော့9600ပဲဈေးဖွင့်တာပေါ့နော်အပေါ်စီလင်းဆင်အလားဆင်ပြီးတာအခင်းကတော့ကျွန်တော် SPC vinyl flooring ပေါ့နော်သူကရာသီဥတုတန်ခံနိုင်တယ်ချစားမှလည်းကြောက်စရာမလိုရေတန်လည်းခံနိုင်တယ်ပေါ့နော်ပြီးရေကျူးကအိမ်သားကလည်းဒါ တူတူ brand တွေပါဝင်ပြီးတော့ဒါကျွန်တော်တို့တကားပတင်းပေါ့ဗောနော်ကျွန်တော်တို့ဒီအနံ့စိုးတွေအပြင်ထွက်လို့ရတယ်ပြီးရင်သူကမင်းစားကန်းနဲ့မိဘခန်းကတော့တွဲရဲ့ဗောနော်အပေါ်မှာ lamp တွေကုန်ထည့်ထားပြီးတာအပေါ်အောက် cabinet ကတော့တီချာကုတ်ကိုပြန်ရွှဲရအောင်နော်အများသုံးဖို့ရေချိုခန်းအင်တာတစုံလဲပါဝင်တယ်ဒီမှာတော့ကျွန်တော်ဒီပစ္စည်း quality ကတော့ တည်တည်တက်တက်နဲ့ compact ဖြစ်အောင်ကျွန်တော်တို့တုံးထားတယ်ဒီမှာ air gun ကိုကြည့်လိုက်တော်တော်လေးလင်းတယ်ဒီအိမ်မှာတော့ solar စနစ်တွေပါဝင်ပြီးသားအခုကျွန်တော်တို့ဒါကျွန်တော် legative ပေါ့နော် legative ရှောက်လမ်းမှာလည်းမီးတွေကိုကျွန်တော်ထည့်ထားတာကိုမြင်ရမှာဖြစ်ပါတယ်ပြီးအရှိတ်ဘက်မှာလည်း veranda တစ်လုံးပါတယ်အရှိတ်ဘက်ကျွန်တော်တို့ဒီအင်ဂျီအိမ်ကောင်း ရှိပြီးသားလမ်းဖြစ်တယ်ပေါ့နော်တိတ်ဆိတ်တယ်ဒီမှာကတော့ကျွန်တော်တို့ဒီဆိုလာရဲ့ဘက်ထရီနဲ့အင်ဗာတာပေါ့နော်24နာရီမီလုံးကကြောက်စရာမလိုတော့ဘူးတကယ်လို့အဲကုန်းကောင်းကောင်းမွန်သုံးချင်တယ်ဆိုရင်ဘက်ထရီထပ်တော့ရမှာပေါ့နော် အာပြီးအပေါ်အောက်ဗန်ဒလေးရှင်းလည်းကောင်းတယ် lighting ကအရန်ကောင်းတယ်ဒူဒူဒူအလွန်မှာတော့ဖျားကန်ဧကန်ပြီးရင်အခုလိုကျွန်တော်ရေချူကန်အိမ်သာတွေ့ရပါတဲ့ main master bedroom လို့ပြောလို့ရတဲ့အခန်းခြေတစ်ခန်းပါမယ်သူကတောင်းကန်းဖြစ်တယ်ရေချူကန်အိမ်သာတော့ဒါ compact ဖြစ်ပြီးတာပေါ့နော် အာဒါတူတူ brand တွေကိုကျွန်တော်ထည့်သုံးထားတာမြန်မာဖြစ်ပါတယ်နောက်ဆုံးမှန်ဒီစက်ပြတင်တဲ့ခွက်တွေအစတီချာလေးစေတနာပါပါကျွန်တော်ထည့်သွင်းထားတာမြန်မာပါနော်ဈေးနှုန်းကတော့9600ပဲဖွင့်တာတော်တော်လေးတန်တယ်ဒါကတော့ကျွန်တော်တို့သုံးခန်းမြောက်ရေချိုးခန်းအိမ်သာတွဲရပါတဲ့အခန်းပါနော်သူကနှစ်ထပ်ခွဲနှစ်ထပ်မှာကျွန်တော်အိမ်ခန်းနှစ်ခန်းအခုလိုဧကန်ပြင်သာသုံးထပ်မှာတော့ ဒါ၃လလို့ပြောလို့ရရပါတော့ဒီမှာကျွန်တော်အပေါ်မှာဆိုလာတင်ထားတဲ့အပြင်ကျွန်တော် outdoor indoor နှစ်ခုလုံးရရပါတော့ဒီ outdoor ကတော့ barbecue လုပ်လို့ရတယ်ပန်းဆိုင်လို့ရတယ်အာဒီလိုမကြိုက်ဘူးဆိုရင်ဒီအဖြေထုတ်လိုက်ပါတော့အဆိုရင်တော့ indoor ဖြစ်သွားတယ်ကိုယ်ပိုင် veranda အကြီးဖြစ်သွားတယ်ဒီပုံမှာကတော့လူငယ်အကြိုက်ပြောရမှာပါတော့လူငယ်တွေတီးတက်နေခြင်းနဲ့ရေချူခန့်အင်တာနက် compact ဖြစ်ဖြစ်လေးတွားနေတူတတိတက်နေခြင်းနဲ့လူတွေအတွက်လည်းအဆင်ပြေတယ်သူကရေချူခန့်အင်တာတွဲရပါတာကြီးပဲအခန်း၄ခန်းဆိုတော့ကျွန်တော်မိသားစုဝင်၄၅ယောက်တော့အေးစင်းနေလို့ရတယ်ဘတ်ဂျက်ကလည်း9600 ညှိနှိုင်းစင်းနဲ့ရောင်းပြီးမှာပေါ့နော်ဆိုတော့အိမ်ကနှလုံးသွဲဖြစ်ပါတယ်ဘေးအိမ်ကတော့တကြံမတိုင်ခင်ပြီးမှာပေါ့နော်ဒါအပေါ်မှာ overhead tank တွေ boiler တွေဒါ motor တွေအကုန်ပါဝင်ပြီးသားပတ်ဝန်းကျင်တစ်ခုလုံးကလည်းစီကားပြီးတော့တိတ်ဆိတ်တဲ့ရက်ွက်မှာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်